်ဒီမှာ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 ဝါရမ်းလိုက်တယ်ကဲဟုတ်ပြီဒီမှာဗောပင်လေးရှိပါတယ်ဗောပင်လေးလေးတွေကဒီမှာမချောင်းကြာပါဘာလို့ရမလဲဆိုဒီဗောပင်လေးကိုတချောင်းကိုစောက်ထိုးလေးထားပါဟုတ်ပြီနောက်တစ်ချောင်းကိုကျတော့သူ့ပေါ်မှာဒီလိုလေးတီပုံစံလေးတင်ရမယ်ရင်ကြည့်ပါအော်ဒီလက်လေးလွတ်လိုက်။အော်ဒီလိုလေးဝဲနေရ အမီသေးဘူးဒီမှာကြီးဝါးမိုက်လေဟာโอเคဒီမှာပါစီလေကန်ကြီးဘာမှရှိဘူးเนาะမမေးလေကန်ကြီးလို့ရပါတယ်ဟုတ်ပြီဒီပြောက်ွက်လေးကိုကျွန်တော်ပြန်ပြီးတော့ formula tutorial လေးလုပ်ပြပါမယ်အားလုံးပဲရှင်းစားအောင်ပါအဲ့တော့ပထမဆုံးအနေနဲ့ရောင်စိုးဘောပင်လေးဒီကြောင်းရှားမှာပါတယ်ရပြီဆိုရင်အဲ့ဒီလေတချောင်းကိုတော့အထူးဖန်တီးမှုတွေလောက်ထားပါပါတယ်အဲ့ဒီဖန်တီးမှုတွေကိုကျွန်တော်တို့ match ရဲ့ဘာသာစကားနဲ့ gimmick လို့ခေါ်တယ်အဲ့တော့ gimmick လေးကဘယ်လိုလုပ်ရမလဲဆိုတော့အကလေးတစ်ချောင်းကိုပူပေးပြီးတော့ဒါပေါ်ပင်လေးကိုထည့်လိုက်မယ်ပေါ့နော်အကလေးကိုကိုယ့်ဘက်မှာထားပြီးတော့ပိတ်သက်တည်းရဲ့ရှေ့မှာအမှတ်တမိန်လေးထည့်လိုက်မယ်ပေါ့နော်အဲအဲ့ကြောင့်မှာဟာတို့ပြီးတော့ဒုတိယတစ်ခါထပ်ပြီးတော့နောက်ထပ်အကြိမ် summarize ဖြစ်သွားတယ်โอเคဒီကနေ့အားပေးကြတဲ့တကယ်ချင်းဒီအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့နောက်ရက်တွေမှာလည်းဒီထဲပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ Magic Trick တွေကိုကျွန်တော်တို့စီစဉ်ရနေပြီးတော့တင်ပြတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ Magician လေးနေပဲဖြစ်ပါတယ်ခင်ဗျာ